ပြည်နယ်ဘော်လက်ခဲမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးအရှင်မိလာတဲ့စစ်တုံးမန်းတွေရဲ့ရုပ်တံဖိုင်ကို KNDF 2စစ်ဦးစီးချုပ်ကထုတ်ပြန်ထားပါတယ်။ Morris ကပြောပြပေးမှာပါရှင်။လာလာဒီလာလာဒီလာလာဒီဗီဒီယိုဖိုင်ကဘလခဲမျိုးကစစ်ကောင်စီတပ်စခန်းတစ်ခုကိုကရနီတပ်ပေါင်းစုကဝင်တိုက်ခိုက်ပြီးစစ်သားတွေကိုအရှင်ဖမ်းနေတဲ့ဖိုင်မှာ KNDF ကဒုစစ်ဦးစီးချုပ်ကိုမာဝီရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာမတ်လ22ရက်နေ့ကတင်ထားတာဖြစ်ပြီးအဒီရက်မတိုင်ခင်တရက်ကလည်းစစ်တုံမှန်9ဦးနဲ့အတူလက်နက်ခဲယမ်းမျိုးစုံဖမ်းဆီးရရှိထားတဲ့တပ်ပုံတွေကိုတင်ထားပါသေးတယ်။မတ်လ19ရက်နေ့ကစပြီးဂရီနီတပ်ပေါင်းစုတပ်က ဘောလခဲမြို့ထဲမှာကျန်နေတဲ့တရင်သုံးရင်းကိုထိုးစစ်ဆင်နေတာပါ။လက်ရှိအချိန်ဒီဘောလခဲမြို့အနီးမှာတိုက်ပွဲတွေပြင်းထန်နေပြီးနှစ်ဖက်တက်အထိအခိုက်အကြဆုံးတွေရှိနေတယ်လို့ KRNP တပ်မတော် KA ရဲ့စေအကျုပ်ဘုံမူကြီးဖုံးနိုင်က DDP ကိုပြောပါရစေ။အဲတီပူလို့ရတာကတော့ဘောလခဲကတော့စစ်စစ်ထိုးနေတယ်လုံးနေတယ်တိတ်ပေါ်တော့လုံးနေပါတယ်အဲ့ဒါတော့တီပူလို့ရပါတယ်ဟုတ်ကဲ့ ဟော်လခဲမှာတိုက်ပွဲတွေပြင်းထန်နေသလိုမိုးပြဲဘက်မှာလည်းစစ်ကောင်စီတပ်ကမီးလောင်ပုံးတွေအုံပြုပြီးထိုးစစ်ဆင်နေလို့လူနေအိမ်အတော်များဒီအပိုင်းမီးတွေလောင်နေပါတယ်အိုက်ပွဲဖြစ်နေတဲ့လေးလာတာကာလအတွင်းမိုးပြဲမြို့လူနေအိမ်ပေါင်း30ထဲမှနေပျက်စီးခဲ့တယ်လို့ရှမ်းတောင်စစ်သေးတာခွဲအမှတ်1ပြူဟာပြည်သူ့ကာကွယ်ရေးတပ်ကထုတ်ပြန်ထားပါတယ် ငူပြေမြုပ်ကိုတို့ပြကြောင်းလှုပ်ဖို့ဆိုရရချက်တော့ရှိတယ်လို့ကျွန်တော်တို့ကပွေတပ်ဖွဲ့တော်အလမီရောကချက်ချမိတာပေါ့တို့တော့ဒီတောက်လျှောက်ဒရုန်းတွေနဲ့ကျဲတယ်မီလောင်ပုံးတွေတုံးမယ်ဆိုရင်တော့ဒီဟိုတမျိုးလုံးပြကြတဲ့ချင်းကြရင်တော့ကျွန်တော်တို့လည်းหนีလို့မရတော့ဆိုတော့တို့ရဲ့နေရာမှာပြန်ဝင်နေမယ်ဆိုရရချက်မျိုးလဲအဲပါမလို့တော့ကျွန်တော်မျိုးဟိုထင်မိတယ်အဲကြောင့်ဆိုရင်ရတဲ့အနေထားမျိုးမှာရှိတာပေါ့လေ လိုက်ကောစီဆိုင်လမ်းဘက်မှာလည်းစစ်ကောင်စီတပ်တွေနဲ့ PNU ပြည်သူစစ်တွေစစ်ရေးလှုပ်ရှားမှုတွေရှိနေတဲ့အတွက်အဲ့ဒီကားလမ်းမကိုပြည်သူတွေအသုံးမပြုဖို့တော်လှန်ရေးတပ်ပေါင်းစုဘက်ကသတိပေးစာထုတ်ပြန်ထားပါတယ်။လက်ရှိမိုးပြဲဘော်လခဲဘက်တွေမှာတိုက်ပွဲတွေပြင်းထန်နေပြီးမော်ချီဒီမော့ဆိုဘက်တွေမှာလည်းလေကြောင်းတိုက်ခိုက်မှုတွေဒီရက်ပိုင်းပြုလုပ်လာနေပါတယ်။ကျွန်တော်မော်ရစ်ပါ